လီယိုနာဒို၏အသေးအချာဆုံးဖန်တီးမှုအားကောင်းကောင်းနဲ့ဖော်ဆောင်ခဲ့သောတိုက်ပွဲ ်လီယိုနာဒိုသည်ဘီးကိုအရှိန်ဖြင့်လှည့်ပြီးအမြောက်လေးလက်ကိုလှည့်မြန်စွာတက်စင်ကရန်သူဘက်သို့ချိန်လိုက်ပါတဲ့အမြောက်ချိန်ဆက်ကိုစင်ပေါ်တင်ပြီးနောက်ပြမျက်ကိုအတိအကျချိန်ညှိလိုက်ပြီးရန်သူတင်မောများကစိတ်ကန်းစီသို့ခြိတက်လာသည်နှင့်တပြိုင်နက်လီယိုနာဒိုကသူ၏တပည့်များကိုကြည်စံများအသင့်တင်ထားရန်အမိန်ပေးလိုက်ပါတဲ့ရန်သူများကခံတက်နေရန်ပေါ်မှတက်စင်ထားသည့်ထိုးအမြောက်သေးများကိုမြင်သောအခါလှောင်ပြောင်ရေမောကပေါ့ပေါ့တန်တန်သဘောထားခဲ့ကြပါတယ်။သို့သောထိုနောက်တစ်ခဏတွင်ကြည်စံနှလုံးကတဲတဲမမက်ထွက်ခွာသွားပြီးရန်သူတင်မောတစီကိုတိုက်ရိုက်ထိမှန်ကာ အစိမ့်စိမ့်အမွှာမွှာကြေမွသွားစီတော့သည်ရှေ့တန်းမှရန်သူတင်မောအများပြားမှတစ်ချက်တည်းသောတိုက်ခိုက်မှုအောက်၌ပျက်စီးသွားခဲ့ရသည်လီယိုနာဒိုသည်ဤကြီးစံများကိုအထူးနီးလန်းဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီးအတွင်းမှဖောက်၍ရမ်းမှုများအပြည့်ဖြည့်သွင်းထားသောကြောင့်စွာအပူကြီးကပို၍ဝေးဝေးပြစ်ခတ်နိုင်ခြင်းဖြစ်သည် သူ၏မဟာဗျူဟာမှာနှိမ့်မြုပ်သွားသောတင်မောများဖြင့်ရန်သူ၏ဝင်ပေါက်လမ်းကြောင်းကိုအပီးတိုင်ပိတ်ဆို့ထားရန်ဖြစ်ပြီးအစီအစဉ်အတိုင်းပင်အောင်မြင်ခဲ့လေသည်ကွဲကြေးပျက်စီးပြီးပြန့်ကျဲနေသောတင်မောကိုယ်တွေများကစိတ်ကန်းသို့ဝင်ရောက်ရာလမ်းကိုလုံးဝပိတ်ဆို့ထားလိုက် က်သောအခါစစ်တီများသည်စစ်ပွဲကိုအောင်ပွဲခံပြီးဟုခန်းစားကြရကဝန်တာအားရဂုံပြူနေကြပါတယ်သို့သောလီယိုနာဒို၏စိတ်ထဲတွင်မူတစုံတစ်ခုကိုစိုးရိမ်ထိတ်လန့်နေစေဖြစ်သည့်ရန်သူများကအင်းတို့၏မိလောင်နေသောတင်မောများကိုနှိမ့်သက်ရန်မကြိုးစားဘဲမိဆက်လောင်စေပြီးမိခိုးများဖြင့်လူတိုင်း၏အာယုံကိုလမ်းလွဲအောင်လုပ်နေကြောင်းကိုသူတတိထားမိလိုက်သည့်မိသူများသဘောမပေါက်နိုင်မီမှာပင်တင်မောအာလုံးသည်မိလောင်များဖြင့်အရှင်ကြီးကြီးလောင်ကျွမ်းသွားသည့်ထိုအခါလီယိုနာဒိုချက်ချင်းတိလိုက်သည်မှာရေအောက်တွင်အနေရရှိသောဘုံများကိုဖောက်ခွဲခဲ့ခြင်းပင်ထို့နောက်မိခိုးများ၏ကွဲကောင်မှုအောင်၌ ၌ရန်သူများသည်တင်မောကြီးများကိုကျိုးများဖြင့်ဆွဲယူကာစိတ်ကန်းစီသို့တိတ်တဆိတ်ချင်းကပ်လာနေသည်ကိုတွေ့လိုက်ရသည်အရာရာသည်မျက်စိရှိတွင်ဖြစ်ပျက်နေတော်လဲမိကိုများကြောင့်မိသူများကောင်းစွာမမြင်နိုင်ခဲ့ကြချေလီယိုနာໂດသည်စစ်တပ်အားရန်သူ၏ထောင်ချောက်ထဲသို့အမိခံရပြီးဖြစ်ကြောင်းချက်ချင်းအတိပေးတတိပေးလိုက်သည် င့်တင်ထားကြသည်ထို့သောခံတပ်နယ်ရဲများကျိုးပေါက်သွားသည့်နှင့်တပြိုင်နက်ရန်သူစစ်သည်ထောင်ပေါင်းများစွာမြို့ရဲသို့စီးဝင်လာပြီးလမ်းများပေါ်တွင်ပြင်းထန်သောတိုက်ပွဲတစ်ခုစတင်တော့သည်လီယိုနာဒို၏စစ်သည်များကရဲဝန်းစွာခုခံတိုက်ခိုက်နေတော်လဲရန်သူများတွင်ပုံမှုအစွမ်းထက်သည့်လက်နက်များရှိနေသည့်အင်းတို့တွင်ကြီးစံများပြစ်ခတ်နိုင်ုံမကမီးတံလျှောက်များပါထုတ်လွှတ်နိုင်သောစက်ကြီးအချို့လဲပါဝင်သည်လီယိုနာဒိုချက်ချင်းမှတ်မိလိုက်သည်အင်းတို့သည်သူတစ်ချိန်ကဘယင်တပါးအအကြံဉာဏ်ပေးခဲ့ဘူးသောဆက်များပင်ဖြစ်သည် ထိုသေးစေနိုင်သည့်ဆက်ကြီးကသူတို့ပုံအောင်ရာတကားဝါတို့ရောက်ရှိလာသည့်နှင့်ချက်ချင်းလီယိုနာໂດကဝိုင်းပီပါရီအကုံလုံးကိုတကားနောက်မှထားလိုက်ဟုအမိန်ပေးလိုက်သည်အဘဲကြောင့်ဆိုသောထိုဆက်၏အားနည်းချက်ကိုသူကိုယ်တိုင်ဖန်တီးခဲ့သည့်အတွက်သိနေခြင်းပင်ထိုဆက်ကြီးကတကားကိုဖြိုခွဲရန်ကြီးစံများပြစ်ခတ်လိုက်သည့်နှင့်ဝိုင်းပြေပါသောပီပါများပောက်ကွဲကအလွန်ကြောက်မက်ဖွယ်ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးရန်သူဆက်ကြီးမှအပီးတိုင်ပျက်စီးသွားခဲ့ရသည်လီယိုနာໂດထွက်လာ၍ကြီးလိုက်သောအခါ တိုက်ပွဲကရက်တက်နေခဲ့ပြီဖြစ်ပြီးဒီနေ့ဖြင့်သူဒီရန်သူကိုတဖန်အောင်ပွဲခံနိုင်ခဲ့ပြန်လေသည်ဒါနဲ့စကားမဆက်လီယိုနာဒိုဒါဗင်ချီဖန်တီးခဲ့တဲ့နောက်ထပ်ထူးခြားတဲ့အရာတစ်ခုရှိပါသေးတယ်။အဲ့ဒါဘာများဖြစ်မလဲလို့ပရိသတ်တက်ကြီးထင်ပါတယ်လေ comment မှာအေးဖြောက်ကိုတည်ရင်ဖြေခဲ့ကြပါအောင်ရှင်။